ဇွန်လ17ရက်နေ့ဖျားသခင်ဤသားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့သည်ရမည်အကြောင်းဖျားသခင်ဤငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည်ရှုစင်ကြင်ကြလော့ရှင်ယောဟန်ဩဝါဒပရမစာဆောင်အခန်းကြီး3ခန်းငယ်1ဖျားသခင်ဤသားသမီးများဖြစ်သူ ကျွန်တော်တို့အနေဖြင့်ဖျားသခင်ကိုမိခိုနေရသူများဖြစ်ပါれအဘသည်သားတို့ကိုတနာစုံမသည့်ဤသူ ထာဝရဘုရားသည်ကြောက်ရွံ့သောသူတို့ကိုတနာဆုံမှတ်တော်မူ၏။ဆာလံကျမ်းအခန်းကြီး103အခန်းငယ်73မိခိုသူကလေးများနေဖြင့်အစာအသောက်အဝတ်အစားနေထိုင်ရေးစသည်တို့အတွက်လက်လာများစိုးရင်ပူပန်ရန်မလိုပေ။မိမိတို့၏မိဘများကတာဝန်ယူပံ့ပိုးပေးမည်ဟုနားလေခံယူလက်ခံကြလေသည်။ဘုရားသခင်နေဖြင့်ကျွန်တော်တို့၏အလုံးစုံသော ကောင်းကျိုးကိုတာဝန်ယူထားရာကျွန်တော်တို့၏စိုးရင်ပူပန်မှုများကိုဘုရားသခင်အားအနံထားနိုင်ပါလေ။ သခင်ယေရှုကသင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနဲ့ဖခင်သခင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အခန်းငယ်29ကိုဆိုထားတဲ့ကဲ့သို့ထမ်းရွက်ရသောတောင်ဝင်ကိုသာဝရဖခင်၌ခြားထားလော့တင့်ကိုမဆတော်မူမည်ဟုလည်းဆိုထားပါတယ်မိခိုသူကလေးများအနေဖြင့်မိမိတို့လိုအပ်သည့်များကိုတောင်းဆိုနိုင်ခွင့်ရှိပြီးမိမိလိုအပ်ချက်များကိုမတောင်းဆိုခြင်းသည်ပုံမှန်အနေထားမဟုတ်ပါဘူး ဘုရားသခင်နေဖြင့်မိမိတို့ဤတူးချင်းဤလိုအပ်ချက်များကိုသိရှိနေပြီဖြစ်ဟာထို့ကြောင့်လေဘုရားသခင်ကတောင်းကြလောတောင်းလင်ရမည်ရှာကြလောရှာလင်တွေ့မည်တကားကိုခောက်ကြလောခောက်လျင်ဖွင့်မည်ရှင်မသေးခရစ်ဝင်ကျမ်းအခန်းကြီး9ခန်းငယ်9ခုဟုဆိုထားသည်မဟုတ်ပါလားယနေ့အတွက်ဆုတောင်းခြင်းအနန္တတကုရှင်ထာဝရဘုရားကိုအကျွင်းမဲ့မိခိုခွင့်ရှိတာဟာအမခန်းဘွေရာဖြစ်ရဖြစ်ပါတယ် အာမင်ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါရနောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ